မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဟိုမလီလေတဲ့စကန်ထနာကျောက်ကရိတ်ခါဂိုးတောင်မီးရှို့ခံရပြီးနေရမှာစစ်ခွေးမာလာအတွက်လို့စာရေးသွားခဲ့ကစစ်တီလေးဦးဟာဖမ်းဆီးစစ်ဆေးခံရပြီးဌာနချုပ်မူဘုံမူးချုပ်မြက်မင်းတန်းကသတင်းကိုဖုံးပြထားပါတယ်။လုံချုံရင်းနဲ့အုတ်ချုံရင်းအမြင်ရှိသူဒေါတာဝန်အရေးသုံးပါဆောင်ထင်းသူတွေကို တ်တော်ကိုစလဲရီဖြစ်မဲပေးရွေးချယ်ကြရေးမေအောင်လန်ကလိုက်လံစီယုံရေးစနစ်ရဲ့တရင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တရင်တွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တရင်တစ်ပုဒ်ကတော့ စကိုင်းတိုင်း Homeland မြို့အခြေဆိုင် Homeland လေးတဲ့စကိုင်းဌာနချုပ်မှာရိခါ5000ကိုမိရှုခဲ့ပြီး နေရံမှာစစ်ခွေးမလာအတွက်ဆိုပြီးစာရေးသားခဲ့တယ်လို့လေတဲ့သတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြပြပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့ညနေပိုင်းက Homeland လေတဲ့စကန်ထနာချုပ်ရိတ်ခါရဲ့ဂိုးတော်ဟာမိရှို့မှုဖြစ်ပွားခဲ့ပြီးမိရှို့သူကနေရံမှာစစ်ခွေးမလာအတွက်လို့ဆိုကာ စာရေးသားသွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်ကိုနေပြီးတော့အခြေဆိုင်စစ်ရုံနဲ့ကကလေကမသိရှိစေဖို့အတွက် လေဒါစကန်ဌာနချုပ်မူဘုံမှုချုပ်မြတ်မင်းတန်းကအထက်ကိုမတင်ပြဘဲတရင်ဖုံးခဲ့တယ်လို့လည်းလေဒါတရင်မြစ်ကပြောပြပါဗါး။အဲ့ဒီနောက်ရိတ်ခါကိုရောင်ကိုအ мян ပြန်လဲတိဆောက်နေတယ်လို့လည်းသိရှိရပါဗါး။ မိလောင်ကျွမ်းခဲ့တဲ့ဟောမလင်းအခြေဆိုင်လေတဲစကန်းတနာကျော်ရဲ့ရိခါကိုရောဟာတက်တွင်းတန်းလျားတွေနဲ့ဝေကွာပြီးလူနဲ့ဝေးတဲ့တောထဲမှာတိဆောက်ထားရလဲဖြစ်ပါတယ်။လက်တလုံးမှာတော့မိရှို့သူကိုဖမ်းဆီးရရှိတာမျိုးမရှိသေးတာကြောင့်အနီးဆုံးကင်းတဲရတောင်ဝန်ကျစစ်သား၄ဦးကိုအုတ်ချုပ်ရေးမှုတက်မှုဒုတိယဗိုလ်မှူးကြီးအောင်ကျော်စွာကစစ်ဆေးနှိမ်ပန်းနှိမ့်ဆက်နေရလို့လည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့အကျန်းဖက်မဲအောင်လိုင်းကအခုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ်။ရွေးကောက်ပွဲတွေမှာလုံခြုံရေးနဲ့အုပ်ချုပ်ရေးအမြင်ရှိသူဒေါက်တာဝန်အရေးတုံးမှာစောင့်ထိန်သူတွေကိုလွှတ်တော်ကိုယ်စားလှယ်တွေဖြင့်မဲပေးရွေးချယ်ကြဖို့ဆိုပြီးလိုက်လံစီရုံနေလို့သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ16ရက်နေ့ကပသိမ်မြို့မှာရက်မြင့်ရက်ဖဆိုသူတွေနဲ့တွေ့ဆုံကြရမှာ အကျန်းဖက်မင်းအောင်လိုင်းကလိုက်လံစီယုံနေရလဲဖြစ်ပါတယ်အဲ့လိုလိုက်လံစီယုံရမှာအကျန်းဖက်မင်းအောင်လိုင်းကရွေးကောက်ပွဲမှာကိုစလဲရီကိုရွေးချယ်ရင်ဒို့တောင်ဝအရေးသုံးပါးကို အလေးထားစောင့်ထဲသူနိုင်ငံရဲ့အမြင်လုံခြုံရေးအမြင်စီးပွားရေးအမြင်နဲ့အုပ်ချုပ်ရေးအမြင်ရှိသူတွေဖြစ်ရန်လိုအပ်ပြီးအမှန်တကယ်တိုင်းပြည်နယ်ဒေသအကျိုးအတွက်ဆောင်ရွက်နိုင်မဲ့သူတွေဖြစ်ဖို့လိုအပ်တယ်လို့လည်းမင်းအောင်လိုင်းကဆိုပါတယ်ဒါအပြင်အကြောင်းအမျိုးမျိုးကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေမှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးသွားမယ်လို့လည်းဆိုပါရယ်ရွေးကောက်ပွဲကိုမဲမတမာမှုပြုလုပ်နိုင်ဖို့အတွက် electronic မဲပေးဆက်နဲ့မဲပေးနိုင်ဖို့ပြင်ဆင်ထားတယ်လို့လည်းမင်းအောင်လိုင်းကပြောပါရယ်စစ်တပ်ကပြုလုပ်မယ်ရွေးကောက်ပွဲမှာနိုင်ငံအတွက်အရေးကြီးတာကြောင့်ရွေးကောက်ပွဲအောင်မြင်စေရေးအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလို့ကြောင်းကိုလည်းမင်းအောင်လိုင်းကလိုက်လံစီရင်နေပါရယ်ရှင်ဒီတကမှာတော့ အမေရိကန်သမ္မတထရန့်ရဲ့ဂျပန်ခီးစဉ်အတွင်းမှာမြန်မာအရေးပုံမအလေးထားဆောင်ရွက်ကြစီဖို့အတွက်ပြည်ပမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကတိုက်တွန်းမြစ်တာရက်ခံလှုပ်ရှားမှာဖြစ်တယ်လို့ဂျပန် NUG Support Team အဖွဲ့ဝင်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါဗါးအမေရိကန်သမ္မတထရန့်ကဂျပန်နိုင်ငံကိုအော်တိုဘာလနောက်ဆုံးအပတ်အတွင်းမှာလာရောက်ရန်ရှိနေပြီးအဲ့ဒီခီးစဉ်အတွင်းမှာအမေရိကန်ပြည်ထောင်စုအနေနဲ့ ညမအရေးကိုပုံမထိရောက်စွာအလေးထားဆွန်ရလာစီဖို့အတွက်တိုက်တွန်းတောင်းဆိုမေတ္တာရက်ခံအကူအညီတောင်းခံတဲ့လှုပ်ရှားမှုအစီအစဉ်တွေပြုလုပ်သွားမယ်လို့လည်းသိရပါဗျ။ American သမ္မတဂျပန်နိုင်ငံကိုလာရောက်စဉ်တွင်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါမ်ဆန်းစုကြည် သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံရဲ့အကျဉ်းသားတွေအ мян ဆုံးပြန်လည်လွတ်မြောက်ရေးအတွက်တိုက်တွန်းတောင်းဆိုသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံမှာစစ်တပ်ရဲ့ပြည်သူ့ဘောရက်ဆက်ရုံမာမှုတွေအကြမ်းဖက်မှုတွေရပ်တန့်သွားစေဖို့အတွက်လည်းတောင်းဆိုသွားမယ်လို့သိရှိရပါတယ်။ဒါအပြင်အမေရိကန်ပြည်ထောင်စုအနေနဲ့မြန်မာအရေးကိုပုံမထိရောက်စွာအလေးထားဆောင်ရွက်လာစေဖို့အတွက် တိုက်တွန်းတောင်းဆိုမေတ္တာရက်ခံအကူအညီတောင်းခံကြမယ်လို့လည်း Japan NUG Support Team အဖွဲ့ဝင်တွေကပြောပြပါရယ်ဂျပန်မှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေဟာတိုကျိုမြို့မှာအော်တိုဘာလ29ရက်နေ့ညနေ3:30မိနစ်30ကနေညနေ4:30မိနစ်30အထိအမေရိကန်ကမြန်မာအရေးကိုပုံမထိရောက်စွာအလေးထားစွမ်းလာစေဖို့အတွက်တိုက်တွန်းတောင်းဆိုမေတ္တာရက်ခံအကူအညီတောင်းခံခြင်းလှုပ်ရှားကြမှာလည်းဖြစ်ပါရယ်အဲဒါကြောင့်ဂျပန်ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့အမေရိကန်သမ္မတထရန့်ဂျပန်ကိုရောက်ရှိ နေစဉ်အကာလအတွင်းမေတ္တာရက်ခံအကူအညီတောင်းဆိုခြင်းလှုပ်ရှားမှုတွေမှာတက်ကြွစွာ ပူးပေါင်းပါဝင် ပေးကြဖို့ကိုလည်း NGO Support in Japan ကအတိပေးတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံမှာပြစ်ခတ်တက်ခတ်မှုတွေရပ်တန့်ဖို့တဲ့ပုံရံမင်းကြီးလီယိုကပန်ကြားလိုက်ပြီးဆွေးနွေးပွဲတွေပေါပေါလာစေဖို့အတွက်ဆူတောင်းပါတယ်လို့လည်းပုံရံမင်းကြီးကမင်ကြားလိုက်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ16ရက်နေ့ကပြုလုပ်တဲ့သူတော်စင်သစ်9ပါးကိုထုတ်ပြန်ကြေညာတဲ့ဝတ်ပြုဆူတောင်းပွဲမှာပုံရံမင်းကြီးကအထက်ပါတိုင်းမင်ကြားခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်နဲ့တော်လန်တပ်တွေကြားတိုက်ပွဲတွေရပ်တန့်ဖို့ပန်ကြားရလို့လည်းမင်ကြားခဲ့ပါဗါး2021ခုနှစ်ကတည်းကနေစတင်ဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်ပွဲတွေအများဆုံးရပ်တန့်ဖို့အတွက် တောင်းဆိုလိုချောင်းကိုလည်းပုံရဟန်းမင်းကြီးကမင်ကြားခဲ့ပါဗါးအဲ့လိုမင်ကြားချက်ထဲမှာဆိုရင်မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့သတင်းတွေကအင်မတန်စစ်နှလုံးထိခိုက်ရပါတယ်အကြမ်းဖက်မှုတွေနဲ့လုံခြုံမှုမရှိဘဲအခက်အခဲများစွာကြုံတွေ့နေရသူတွေရဲ့စိတ်ဝိညာဉ်နဲ့တစ်ထက်တည်းခံစားရပါတယ်လို့လည်းပုံရဟန်းမင်းကြီးကဆိုပါတယ်မြန်မာနိုင်ငံမှာချက်ချင်းအပြစ်ခက်ရဲဆဲရေးလှုပ်ဆောင်ကြပြီးစစ်လက်နဲ့မပါဆွေးနွေးပွဲတွေပေါ်ပေါက်လာစေရတဲ့ ဆူတောင်းကြောင်းကိုလည်းသူကဆက်လက်ပြောပါရရှင်တနင်္သာရီတန်းတဲ့တဘောကိုကြည့်အောင်ပါ။လင်းသာရီတန်းခမောက်ကြီးမြို့နယ်လုံဖောရွာကအုတ်ချုပ်ရေးမှုနဲ့ပြူစောတီနှူးကိုအရှင်ဖမ်းမိခဲ့ပေမဲ့လည်းခုခံထွက်ပြေးတာကြောင့်ပြစ်ခတ်ဖမ်းဆင်းစဉ်မှာ၃လုံးဟာတည်သွားတယ်လို့ကော်တောင်းခရံပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်နယ်ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားကြီးကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။ပြီးခဲ့တဲ့အော်တိုဘာလ၁၄ရက်နေ့က ခမောက်ကြီးမြို့နယ်လုံဖော်ကျေးရွာအတွင်ကိုတော်လင်းတဖွဲ့တွေက ရှောင်းတခင်ဝင်ရောက်ပြီးကျေးရွာအုပ်ချုပ်ရေးမှုဝင်းမြင့်နဲ့ကျေးရွာပြူစောတိခေါင်းဆောင်အေးစိုးတို့ကိုလုံခြုံတဲ့တနေရာမှာစစ်ဆေးမင်းမြန်ညှိနှိုင်းပြီးပြန်လွတ်ပေးရန်အတွက်အုပ်ချုပ်ရေးမှုဝင်းမြင့်ရဲ့ကားကိုပါယူဆောင်လာပြီးဖမ်းဆီးလာတာလည်းဖြစ်ပါတယ်။အိမ်နောက်မှာလုံဖော်ကျေးရွာအလွန်တနေရာမှာလက်မလွယ်ကျေးရွာကပြူစောတိခေါင်းဆောင်တပ်ဦးကိုထပ်မံတွေ့ရှိရတာကြောင့် ဖန်စီခေါ်ဆောင်လာခဲ့လို့လည်းသိရှိရပါတယ်။အဲနောက်နေ့လယ်စနေလောက်မှာလမ်းခုလတ်တနေရာအရောက်မှာနေ့လယ်စာစားနေချိန်မှာပြူစောတိသက်ဦးက သူ့မှာအသင့်ပါလာတဲ့ပစ္စတိုနဲ့ပြစ်ခတ်ခုခံပြီးသုံးစလုံးဟာထွက်ပြေးသွားတာကြောင့်တော်လန်တပ်ဖွဲ့တွေကလိုက်လံပြစ်ခတ်ဖမ်းဆီးစင်မှာသုံးစလုံးဟာတေသွားတယ်လို့လည်းကော်တောင်းခံပြည်သူ့ကာကွယ်အဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားရေးကပြောပြပါဗါတယ်အဲလိုပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာပြူစောတီတပ်ကိုပြစ်ခတ်လိုက်တဲ့ကြည်စံဟာ တော်လန်ရဲ့ရဲဘော်တူရဲ့ညာဘက်ပောင်ကို ကြည်ရှက်ထိတန်းအရှိခဲ့ပြီးသူတို့သုံးဦးစီကနေစကားပြောဆက်လေလုံးဖုန်းလေလုံးကိုလုံးကြည်ခောက်ချိုးအရှိတလက်အလကောင်းကြည်သုံးတော့မက်စကန်ပစ္စတိုတလက်ကြည်9000ပြည်သူစစ်စစ်စီကပြားတွေနဲ့ Highlands V ကိုကားတို့ကိုတင်ဆက်ရရှိခဲ့လို့လည်းရဲဘော်ကြားရေးကပြောပြပါရရှင်။ မကွေးရတရင်တပုတ်ကိုကြည့်အောင်ပါမကွေးတိုင်းမင်းလာမြို့နယ်မှာတက်ချင်းမို့လာတဲ့အကျံပဲစစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ရမှာဗိုလ်မှူးတိုးအပါအဝင်အယောက်20ဟာထေသွားခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားရလို့မင်းမှုခရင်အမှတ်နဲ့တရင်ကရုံးတော်ဝန်ကန်ဆရာကျောင်းကရန်ကုန်ခေတ္တမီဒီယာကိုပြပြပါရယ်အော်တိုဘာလ16နေ့ကမလွန်ရွာက ကပ္ပစနှစ်ကနေတက်အပြောင်းလဲလွတ်ဖို့ထွက်ခါလာတယ် အင်အား60ခန်းပါတဲ့စစ်ကားနှစ်စီးကိုမင်းလာမြို့နယ်လက်ပံတကားကျဲရွာတရဲအုပ်လမ်းခွဲစာတင်ကျောင်းအနီးမှာဒုတက်ခွဲမှုဝတန်ဥဆောင်နေတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခဲ့ခဲ့တာလည်းဖြစ်ပါတယ်အဲဒီတိုက်ပွဲမှာစစ်တပ်ဘက်ကစစ်နှဦးဟာတိတ်သွားတာဖြစ်ပြီး26ဦးဟာထိခိုက်ဒဏ်ရာရှိကစစ်ကားနှစ်စီးလည်းပျက်စီးသွားလို့လည်းသိရှိရပါတယ်အဲဒီတိုက်ပွဲမှာဒုတက်ခွဲမှုဝတန်မှာဒဏ်ရာရှိထားပြီး မပြေးနိုင်တော့တာကြောင့်လက်အောက်ငယ်သားတော်လဲရဲဘော်တွေကိုတပ်ပြန်ဆုတ်ခိုင်းခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲလိုဒဏ်ရာအပြင်းထန်ရရှိပြီးမပြေးနိုင်တော့ပဲဒုတက်ခွဲမှုဝတန်ကစစ်တပ်စီမအဖမ်းမခံတော့ပဲလက်ပြမိုင်းကိုဖောက်ခွဲပြီးမိမိကိုယ်ကိုအဆုံးစီရင်သွားတယ်လို့လည်းသိရှိရပါတယ်။တပ်တွင်းသတင်းမြင့်ရဲ့ပြောကြားချက်အရအဲ့ဒီတိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရရှိသူ26ဦးကရှေးဦးဟာထပ်မံသေဆုံးသွားခဲ့ပြီး စစ်သားတွေချောဆွဲလာတဲ့ကာနစီကရင်မောင်းတအူးဖြစ်သူလဲလက်ပြတ်ထွက်သွားတယ်လို့လည်းသိရှိရပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တပုတ်ကတော့သခိုင်းတိုင်းမြောင်မြွနယ်ကြောက်ရည်ရဲစခန်းကိုအင်အားဖြည့်ဖို့လာတဲ့စစ်ကြောင်းကိုဂျားဖြတ်တိုက်ခတ်ရမှာအကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့မုံရွာခရံတရင်ဆန်က စစ်ကြောင်းမူကိုနောင်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဝါလာ16ရက်နေ့ကမြောင်မြို့နယ်ကြောက်ရွံ့ရဲစခန်းကိုအင်အားဖြည့်တင်းဖို့လာရောက်တယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့တွေကလမ်းပိုင်းတနေရာမှာကြားပြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိပေမဲ့လည်းအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲတော်လဲရဲဝော်တွေဘက်ကအထိခိုက်မရှိပြန်လဲဆွတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါရယ်လက်ရှိမှာတော့အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ကျောင်းရည်ရဲစခန်းအနီးကျေးရွာလေးပါကျော်ကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါဗါတယ်။အဲဒီကိစ္စကိုချောင်းမြို့နယ်တော်လိုင်းတက်နေကန်တရင်တွင်နဲ့ဒေသခံတော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမာများပါ။